Thank sí. မြေရီအလုံးမင်္ဂလာပါဗျာဒီနေ့အင်္ဂါနေ့နော်ကျွန်တော်တို့ဒီရီစတဲ့ရက်မှာကျွန်တော်အမျိုးတွေတော့တပတ်စာတွေအလုံးပေးထားပြီးသားပါနော်အဲ့ဒီနေရာမှာဒီနေ့အထူးပြောချင်တာကဂရုသမားတွေနော်ဒီနေ့ဒီနေ့ကိုဒီစေတော်အခွေကို ထိုးမယ်နော် ဘာလို့လဲအကောင်းစွာနဲ့စောစည်းစွာကြမယ်လို့ခမန်းထားတာဖြစ်တယ်။မိမွေးတွေလည်းနော်ဒီကြဘောလုံးမယ်ခင်ဗျာဟုတ်ကဲ့ပါမင်္ဂလာပါခင်ဗျာအဲကြတော့ဂရုသမားတွေကလည်းကျွန်တော်တို့လိုက်လေးတွေကိုဒီချလေးကြည့်ပေးပါလိုက်မှာကျွန်တော်တို့ငန်းနေနဲ့ကျွန်တော်တို့နော်မိမွေးတွေ တိုက်ဆိုင်နေရင်တင်ထိုးလို့ရပါတယ်နော်ဟုတ်ကဲ့ပါဒီအထူးနေလိုက်ပြပြကျင်တာကလက်တွဲဆိုင်နေပါကျွန်တော်တို့ကတော့အမြဲပြောခဲ့တာကအမြဲပြောခဲ့တာကနေလိုက်တဲ့တပတ်စာတွေကအဓိကမိန်ကြပါတယ်လို့နော်တပတ်စာတွေကအဓိကမိန်ကြပါတယ်တပတ်စာတွေကိုအဓိကလုပ်ပါ ဒါပြီးမှကျွန်တော်တို့နေတိုက်ဆိုတာတွေကိုလို့ပါ နေတိုက်ကကျွန်တော်တို့ကမဖြစ်မနေပါဘူးပြည့်မလုပ်ဘဲနဲ့လည်းမပြဘဲနဲ့လည်းနေလို့မရဘူးဒါကြောင့်မို့လို့ကျွန်တော်တို့တင်ငန်းလေးတွေဖြစ်လာရင်ကြီးလို့ရအောင်လို့နေတိုက်ကလည်းပြတ်တာရတာဖြစ်ပါတယ်ဒီနေ့ဆိုရင်ကျွန်တော်တို့ ီကီးလာနေတဲ့ကြီးတွေကလည်းဒီနေ့တိချောက်ဝမ်းကျင်းဖြစ်ပါတယ်နော်တိချောက်ဝမ်းကျင်းပဲဖြစ်ပါတယ်ခင်ဗျာဒီကြီးကမပြက်ဆက်ပြီးလာနေတာဖြစ်ပါဒီနာနေစပြလိုက်လာနေတာ6 9 9လေး၄ခုချင်း ဒီမှာလေးလို့ကြပါတယ်9ရဲ့ညရဲ့လေး6 6တိအချင်းဒီမှာเนาะကျွန်တော်တို့မျိုးတွေဒီမှာတော့เนาะဒီတစ်ကိုကျွန်တော်တို့ကတခြားလုံးနဲ့မှာเนาะငါးတုံညာပြိဖမ်းပြီးတော့เนาะအဲ့ဒီမှာနှစ်တိဆိုတာထွက်သွားတယ်ဒါပေမဲ့ဖိုက်ရှားတို့တပတ်စာမျိုးတွေကိုပြီးခဲ့တဲ့ တုံညာတိနစ်သုံးအခွေကတော့အောင်မြင်သွားပါတယ်နော်အဲ့ဒါကိုပြောချင်တာကနော်မူရီစိုက်တွေဒီဒီမာကလေးကရက်ချင်းစီတာတုံညာတိနစ်သုံးအခွေရာဒါပေမဲ့ तू ကမူအားထက်နေတာတော့ရှောက်မူရီက၃၄မျိုးနဲ့နေတဲ့စီမှာရက်လေးတွေရွေလျားလာပြီးဒီနောက်ဆုံးရက်နေ့မှာတော့ရက်ချင်းပြည့်တဲ့စီမှာတုံညာတိနစ်သုံးအခွေရာနစ်တိဆိုပြီးထွက်ခဲ့ပါတယ် ။အဲအခုဒီနေ့အတွက်ကိုတုံညနှစ်ပေါင်းရင်တစ်တောက်ချင်းရှိပါတယ်။အဲ့ဒီတစ်ချောက်ချင်းကိုကျွန်တော်ကဗာနေကချင်လဲဆိုရင်အပတ်တိုင်းမှာသုံးရှိပြိတ္တရာကြီးစိုးတယ်။အဲ့ကြတော့တင်းနည်းနဲ့6ခွန်းဆိုတဲ့သုံးရှိပြိတ္တကိုကက်ချင်ပါတယ်။အဲ့ဒီမှာကျွန်တော်တို့ရဲ့လက်တွဲ site ကလည်း ါက3မိနစ်တစ်ဖြတ်ပါတုံးနဲ့နိမ့်နဲ့ပေါ်ရင်ငါငါပရိယာနောက်တည့်ရက်မနေ့ပိုင်းမှာထွက်ပါတယ်ဆိုတော့နေ့3ဆိုပြီးထွက်ခဲ့ပါတယ်အဲ့ဒီနေ့3ကိုငါအပရိကိုတုံးလုံးပေါင်းရင်အယ်ကွေး သုံးလုံးပေါင်းခြင်းဟာရှစ်ရှစ်ပါဝါ3နောက်ပိတ်နဲ့เนาะ3အပိတ်နဲ့5ပိတ်ဆိုတော့နှစ်3ဆိုပြီးတော့ကျွန်တော်တို့ဒီမှာထွက်ခဲ့ပါတယ်ဒီလိုပဲ6နဲ့6နဲ့ပေါင်းရင်4ပိတ်ဟာနောက်ရဲ့မနေ့ပိုင်းမှာထွက်ရမယ်သူ့ကိုတင်ရမယ်ဘရိတ်ကတော့ဒါလေးကနေရာမားထားတာเนาะဒီနေ့ရဲ့9ရဲ့9ရဲ့ပေါင်းရင်3ည3ညပါ5အပိတ်နဲ့เนาะ လေးပရိဆိုတော့ဒီမှာ9 5ဆိုပြီးအောင်မြင်ခဲ့တာဖြစ်ပါတယ်အခုကြတော့9နဲ့4နဲ့ပေါင်းရင်3ပရိရာကျွန်တော်တို့ဒီနေ့မနေ့ပါတယ်အဲ့ဒီတင်ရမယ့်နန်းဒီ4နဲ့နင်းနဲ့ပေါင်းရင်6 6ရဲ့1ရဲ့ပေါင်းရင်ခွန်းခွာဝါနှစ်နောက်ပိတ်နဲ့3ပရိဆိုတော့1ဆိုတာရှိအဲ့ဒီမှာခုနက ။ဟိုက်စာတို့ပြည့်လာတဲ့ဝမ်းချင်းရဟုတ်လား။ကိုးတုံညာနှစ်ဆိုတော့နော်။ကိုးတုံညာနှစ်ဆိုတော့တိချောက်လုံးပိုင်းနဲ့ဆိုတော့ဒီနှစ်နဲ့တိနှစ်နဲ့ဟာသုံးပရိမာလာရောက်ပြီးအလုံးပိုင်းချင်းလက်ကိုင်းညီနေတာဖြစ်တယ်လို့နှစ်နဲ့6ခွန်ကိုဒီနေ့မနေ့ပိုင်းမှာထိုးมาဖြစ်ပါတယ်။ဒါကတစ်ဆိုင်ပါ။ကျွန်တော်တို့ဒါကလေးပင်ဖြတ်တစ်ဆက်เนาะကျွန်တော်တို့ တိတုံညာလေးပွင့်ငါငါတုံငါပါဝါတုံညာဒီထိအဖြစ်နဲ့နောက်ရမှာလာမယ်လိုင်းလေးတွေကနည်းနည်းဖောက်လာနော်လိုင်းလေးတွေကနည်းနည်းဖောက်လာတယ်အဲ့ကြတော့ဒီမှာတိတုံညာလေးပွင့်ငါငါပါဝါတုံညာဒီထိအဖြစ်နဲ့နောက်တည့်ရမှာလာပြီးတော့ ရှေ့တုံညာရဲ့ဇောင်းပေါင်းချင်းရှေ့သုံးငါနော်ပါဝါနှစ်ခတ်ယူရပါရှေ့ပါဝါသုံးသုံးနှစ်ခတ်ငါရှေ့သုံးငါငါဆိုတဲ့အပိတ်နဲ့တုံညာထိတ်ငါအပိတ်ဆိုပြီးတော့တုံညာငါဆိုတဲ့တပေါက်ထဲတင်ငန်းကြပါလေခင်ဗျာဒီလိုပဲတုံညာနှစ်နှစ်ပေါင်းရင်လေးလေးပါဝါ၉ထိတ်နဲ့၃နဲ့၈နဲ့ပေါင်းရင်၁၁ပါဝါ၆၆နှစ်ခတ်၉ ကိုအပိနဲ့ကိုဘူးဆိုပြီးတော့တကွယ်ထင်းလာခဲ့ပါတယ်အဲ့ကြတော့ကိုလေးနှစ်ပေါင်းရင်ငါငါပါဝါတုံညတုံညထိတ်နေတုံညနဲ့လေးနဲ့ပေါင်းရင်လေးလေးပါဝါကိုကိုနှစ်ခတ်6ထိတ်เนาะ6အပိနဲ့ဆိုရင်တုံည6ကိုတင်ပြီးတော့တုံညငါးကိုရမ်းစေခြင်းပါတယ်ဟာတုံညငါးကဘာမှလည်းမဆိုင်ဘူးဆိုတာ ပြောလို့ရပါမယ်ဖိုင်စာတို့စီမှာမူရှိတာကဟိုလွန်ခဲ့တဲ့တပတ်ကျော်မှာ3ည5ဆိုတဲ့ပါဝါထွက်ထားပါတယ်အဲ့ဒီ3ည5ဆိုတဲ့ပါဝါဟာဖိုင်စာတို့ရဲ့မူတွေဒါတွေကဟိုအရင်တော့က3ခဲ့တဲ့မူတွေပါเนาะ9 3ည5ဆိုတာလည်းထွက်ခဲ့ပါတယ်ခင်ဗျ နော်သုံးလုံးတန်းနေတန်းပြီးရင်အဲ့ဒီငါးသုံးညလိုက်တယ်ဆိုတာအဲ့ဒီဘက်ကချက်ချင်းလိုက်ခဲ့တယ်အဲ့ဒီမှာအဲ့ဒီငါးသုံးညဒီဈာထဲမှာပါဝါခုပြီးရင်အဲ့ဒီငါးသုံးညဟာပြန်ကြတယ်ဆိုတော့ကျွန်တော်တို့ဈာမှာပါဝါဟာနိခွန်နေ73နေခုသွားပြီနော်ဒါကြောင့်မို့လို့အဲ့ဒီပါဝါသုံးညငါးဒီပြန်ကြနိုင်ပါတယ်အဲ့ဒီမှာထပ်ပြီး တုံညာငါသည်ငါပရိဒါဖြစ်တဲ့အတွက်ဒီတပတ်မှာဖိုင်စတာပြောထားတယ်ငါတုံညာပရိဒိ36ပရိဒိလာမဲဆိုတော့ငါတုံညာပရိဖြစ်တဲ့နော်ဒီ6 49အခွေနဲ့တုံညာတုံညာငါငါငါတုံညာတို့ဟာဖြစ်နိုင်တဲ့ကဏ္ဍနေဖြစ်ပါတယ်ခင်ဗျာဒါပါဇန်နဲ့ပြောရတာတွေပါမှတ်တားထားပါနော်မူရီရှိလို့ပြောတာပါနောက်38ပရိဒိဆိုတာကလည်းအခုနဖိုင်စတာပြသွားတဲ့တင်းနည်းနဲ့ 6ခွန်ဆိုတာ၃ရှိပြိဖြစ်တာဖြစ်တဲ့အတွက်တချောင်းနှစ်ခွန်အခွေစီတနင်္လာနေ့ပေးရရှိရင်ကြက်တတ်တယ်လို့ကျွန်တော်တို့ပြောခဲ့တဲ့အတိုင်းပြီးသွားတဲ့ဘက်ကနှစ်တရ6ခွန်နဲ့မျိုးစလုံးကြခဲ့တယ်ဒီနေ့လည်းတင်းလာပေးရရှိတဲ့အပတ်ဖြစ်တဲ့အတွက်တချောင်းနှစ်ခွန်ခွေကြအောင်လား၃ရှိပြိဖြစ်တဲ့ဒါမှမဟုတ်ရင်ငါးတုံညာ၃ရှိအခွေ လာမလားဒါတွေက၃ရှိပြိကိုကိုစားပြုရတယ်ဖြစ်ပါတယ်အားလုံးမင်္ဂလာပါအဲ့ကြတော့ ဒီနေ့နေ့တိုင်းဖြစ်ဒီနေ့6ခုထိုးမယ်36 35တွေထိုးမှာဖြစ်ပါတယ်เนาะမျိုးတွေကအဲ့ဒီအမှာကျွန်တော်တို့ရဲ့ဂရုကရှိတဲ့အဖွဲ့ဝင်တွေကတော့ကျွန်တော်တို့ရဲ့မိန်ခွေသိကြထိုးပါเนาะကျွန်တော်အခုဗားရီပြသနေလဲဆိုတာမျိုးတွေပြီးမှာပါအဲ့ဒီအခွေရအားကောင်းတာဖြစ်တဲ့အတွက်အမျိုးတွေဂရုဝင်တာနဲ့เนาะဝင်ကြီးတဲ့ အကျိုးပိုရှိလိမ့်မယ်လို့ဖိုင်စတာကနော်စိန်ခေါ်ခွေလို့ပြောပြီးတော့ပေးထားတာဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့ကြတော့ကျွန်တော် like ကိုတွေ့ရှိရမျိုးတွေအားလုံးကျမ်းမာချမ်းသာပြီးလူရင်းစန္ဒာတွေပြည့်စုံပါစေလို့ဆုတောင်းပေးရင်းနဲ့နောက်ထပ်ကြားသားရမယ့်မူကားတော့ကျွန်တော်ဒီတစ်ပတ်မှာအမျိုးတွေပေးထားတာလေကို 6 ghi နဲ့6ပြိမှာ6ပြိအပိုင်ပေးထားတယ်40မင်းရောနဲ့6 6အခွေပေးထားတယ်နော်ဒီ6 6အခွေရမ်းကောင်းတယ်အဲ့ဒီအမှာဖိုက်စတာကထပ်ပြောချင်တာကဒါညကြမှာတိုက်ဆိုင်စစ်ဆေးပြီမယ်အခုမူရှိတာကဖိုက်စတာတို့တနင်းတောက်ကြနေ့မှာ3ပြိနေ့ပြိဆိုပြီး ဗရိညီအကိုနဲ့ပိတ်ခဲ့တာ ဖြစ်တဲ့အတွက်တောက်ကြနေ့တွေမှာဗရိညီအကိုတွေနဲ့ပိတ်ခဲ့ရင်ကြံဘက်မှာလာမယ့်အဘက်မှာအပူးနဲ့အပူးနဲ့ညီအကို အပိုင်ကြပါတယ်ဟမ်အပူးနဲ့ညီအကို အပိုင်ကြတယ်အရိယာလေးတော့အမျိုးတွေတေချာလောက်ပါခင်ဗျအပူး ညီရကိုအပိုင်ကြမယ်နော်အဲအဲ့ဒီအဘူးနဲ့ညီကိုမင်းတင်ငန်းနေရောကျွန်တော်ညလိုက်မှပြပါမယ်ထွက်သွားတဲ့ဆိုရင်လည်းကျွန်တော်တို့ကံပေါ့ခင်ဗျာနော်ကျွန်တော်တို့လည်းအလုပ်လေးတွေရှိတယ်ဒီတရားတွေကမှအမျိုးတွေအတွက်အကျိုးရှိမဲ့ဟာလေးတွေကိုအပတ်တိုင်းနော်မကြောက်တင်းခံနေတာဖြစ်တဲ့အတွက် အဘူးညီရကိုအပိုင်ရှိပါသေးတယ်ဒါလေးကတော့အမျိုးတွေအတွက်လက်ဆောင်ပါအရိယာတွေရဲ့အထူးကထူးကနန်းတွေကတော့ကျွန်တော်တို့ဒီဂရုကိုလာတဲ့အမျိုးတွေစီမံရရှိပြီးသားဖြစ်ပါတယ်ခင်ဗျာဒီနေ့တော့အဂရုကိုပြောထားရင်တော့အခွေအပိုင်ထိုးမယ်ကျွန်တော်တို့ဒီဘက်မှာအားအလွန်ကောင်းတဲ့စိန်ခေါ်ခွေဖြစ်ပါတယ်ခင်ဗျာမျိုးတွေရဲ့ဝင်းကြီးသတောင်းခွဲနဲ့အတူ ခွန်ကိုခွန်လေးနေကွန်တုံညာရှင်ငါးတွေခွန်ကိုနေငါးတင်ငါးခွန်ငါးတွေမှာစက်တွေရနဲ့ရပါတယ်เนาะအလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ like ကိုတွေ့ရှိတဲ့အမျိုးတွေအလုံးကျမ်းမာချမ်းသာပြီးလူရင်းစံသားတွေပြည့်စုံပါစေလို့ဆုတောင်းပေးရင်းနဲ့ဆက်လက်မကြောက်တင်ခံမယ်เนาะဘာသာတို့ဩပြီလား